ောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့တရင်ကောင်းတစ်ပုတ်ကိုပြောပြချင်ပါတယ်။ထိုင်းနိုင်ငံတဲကို ရောက်နေပြီး ဒီဘာလက်မှတ်အထောက်ထားမှမရှိတဲ့စာရွက်စာတမ်းပဲဖြစ်ဖြစ်ပေါ့လေဒီလက်မှတ်တစုံတရာပေါ့လေအထောက်ထားတစ်ခုမှမရှိတဲ့ရွှေပြောင်းအလုပ်သမားတွေအတွက်ဘတ်လို့ခေါ်တဲ့ပန်းရောင်ကတ်ပန်းရောင်ဘတ်အစ်စ်ကိုလုတ်ပေးမယ်လို့ထိုင်းအစိုးရကထုတ်ပြန်ပါတယ်ဒါကိုအော်တိုဘာလ15ရက်နေ့မှာစတော့မှာဖြစ်ပါတယ်အော်တိုဘာလ15ရက်နေ့ကနေအော်တိုဘာလ26ရက်နေ့အထိအဲ့ဒီကာလအတွင်းမှာလူသစ်ပေါ့လေနာမည်စီးရင်ဒီ name list ကို တွင်းလို့ရပါပြီ နမယ်စရင်သွင်းပြီးတာနဲ့ဒီဇင်ဘာလ28ရက်နေ့အထိယာယီအလုတ်လုတ်ခွင့်တရက်ဝင်ပေါ့လေရသွားမှာဖြစ်ပါတယ်။အာဒုတိယအဆင့်အနေနဲ့ကတော့ဒီဆေးစစ်တာ နောက်ပြီးတော့ကျန်းမာရေးအာမခံဝယ်တာနဲ့ဝေါပါမဲ့အတွက်ငွေသွင်းတာတွေကိုအော်တိုဘာလ30ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အတွင်းကိုလုပ်ရမယ်လို့ဆိုပါတယ်။လက်ဝေနှိပ်တာနဲ့ဒီဗီဇာလျှောက်တာကိုတော့ ထိုင်းလူဝင်မှုကြီးကြပ်ရေးလာဝကမှာအပေါ်ကလုပ်ငန်းစဉ်တွေပြီးသွားလို့ရှိရင်ဆက်ပြီးတော့လုပ်သွားရမှာဖြစ်ပါတယ်။ဒါတွေအလုံးပြီးသွားရင်တော့ဒီတနှစ်သက်တမ်းပေါ့လေအာ2026ခုနှစ်အောက်တိုဘာလ14ရက်နေ့အထိတရက်ဝင် အလုံးလုံးခွင့်ရသွားပါပြီ။ဒါနဲ့ပတ်သက်တဲ့ကုန်ကြစည်ကိုလည်းအလုံးသိချင်ကြတယ်မဟုတ်လား။ဆိုတော့အလုံးပေါင်းရင်ဒီတနှစ်အတွက်ပေါ့လေတရက်ဝင်အလုံးလုံးခွင့်အတွက်က ဘတ်2980ကနေဘတ်3880ကြားမှာကုန်ကြမှာဖြစ်ပါတယ်။ဒီအစည်းအဝေးဟာမြန်မာ၊ကမ္ဘောဒီးယား၊လာအိုနဲ့ဗီယက်နမ်နိုင်ငံသားတွေအတွက်ရည်ရွယ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံထဲမှာအထောက်ထားမဲ့ရွှေ့ပြောင်းလုပ်သား9သိန်းကနေ9သိန်းဝန်းကျင်ရှိနေပြီးအားလုံးတရဝင်းအလုပ်လုပ်ခွင့်ရရှိဖို့အတွက်အခုလိုမျိုးလုပ်ပေးတာလို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။